မင်္ဂလာပါရှင်ဝတ်တောက်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်ရှိတိုက်ပွဲတွေအတွင်း NASA ကတပ်တွေနဲ့ NASA ကအစိုးရကိုစန့်ကျင်နေတဲ့နာနေကန်အဖွဲ့တွေဟာ drone တွေအသုံးပြုပြီးတိုက်ခိုက်ခဲ့ပါတယ်ဒရုတ်တန်ပိုင်းထဲမှာတော့ NASA ကတပ်တွေရဲ့ drone တိုက်ခိုက်မှုစွမ်းရည်ပိုင်းဘယ်လောက်အထိတိုးတက်ကောင်းမွန်နေသလဲ NASA ကတပ်တွေရဲ့ drone တိုက်ခိုက်မှုစွမ်းရည်ပိုင်းပုံမှန်ကောင်းမွန်လောက်အောင်ဘယ်နိုင်ငံတွေက ကူညီပေးနေတဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Moda Media Channel ကို Subscribe နဲ့ Iron Share လေးလုပ်ပေးပါအောင်ရှင်။ပြည်တည်ကြီးမြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနေနေကိုင်းတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာလေးနှစ်ကျော်လာပြီဖြစ်ပါတယ်။ဒီလေးနှစ်ကျော်ကာလအတွင်းတိုင်းသာလနဲ့ကအဖွဲ့တွေ PDF အဖွဲ့တွေနဲ့ NASA ကတပ်တွေဟာမောင်းသူမဲ့လေယာဉ်တို့ခေါ်ဆိုတဲ့ drone တွေကိုအသုံးပြုတိုက်ခိုက်ခဲ့ရာမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကို drone စစ်ပွဲဖြင့်နိုင်ငံတကာမီဒီယာတွေကရေးသားဖော်ပြခဲ့ပူပါတယ်။ NASA ကပြီးခဲ့2024ခုနှစ်မှာ drone တပ်ဖွဲ့ကိုဖွဲ့စည်းပြီးတော့တိုင်းဒါလနဲ့ကအဖွဲ့နဲ့ PDF အဖွဲ့တွေအပေါ် drone အသုံးပြုတိုက်ခိုက်ခြင်းတွေပုံမလုံးဆောင်လာခဲ့လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ NASA ကလက်ရှိအချိန်မှာ တရုတ်နဲ့ရုရှားနိုင်ငံထံကနေရရှိလာတဲ့ခေမီဒရုန်းတွေကိုအုံပြူတိုက်ခိုက်လာခြင်းကြောင့် NASA ကအစိုးရကိုစန့်ကျင်နေတဲ့နနက်ကအဖွဲ့ရရဲ့ထိုးစစ်အရှင်ကိုရှော့ချနိုင်ခဲ့တယ်လို့ထိခိုက်ပျက်စီးမှုများအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။မြန်မာတပ်မတော်ဟာတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ကနေဤပညာမြင့်ခေမီမောင်းသူမဲ့လေယာဉ်တွေအများပြားရရှိခဲ့ပြီးအဲ့ဒီဒရုန်းတွေကိုအုံပြူကနနက်ကအဖွဲ့ရအပေါ်တိုက်ခိုက်မှုတွေနဲ့အဆင့်မြင့်တင်လာခြင်းမှာ စေဝဲအရှင်အဟုံကိုအပြောင်းလဲများစွာဖြစ်လာစေခဲ့တယ်လို့လေးလာသုံးသက်သူတွေကပြောပါတယ်။တရုတ်နဲ့ရုရှားနိုင်ငံတို့ထံကနေရရှိထားတဲ့အစင်းမြင့် drone တွေကို NASA ကတပ်တွေကအသုံးပြုတိုက်ခိုက်လာတာကြောင့်တိုင်းဒါလနဲ့ကအဖွဲ့ဝင်တွေကိုအသေးပြောက်ပုံများစေပြီး NASA ကအစိုးရကိုစန့်ကျင်နေရဲ့အတိုက်ခံတွေရဲ့ထိုးစစ်တွေကိုနှေးကွေးလာစေတယ်လို့ဆိုပါတယ်။ drone တွေအသုံးပြုတိုက်ခိုက်ရမှာမြန်မာတပ်မတော်ဘက်ကအသာရောက်မှုတွေဟာ အကန့်အသတ်နဲ့ရှိနေသေးရဲ့လို့ဆိုကြပေမယ်။အနီအောက်ရောင်ကြီးနဲ့ညာကြီးကရိယာမြင်ကွင်းတွေပါတဲ့ကရိယာတွေတက်ဆင်ထားတဲ့ခင်မီမောင်းတူမဲ့ drone တွေကိုအသုံးပြုလာနိုင်မှုဟာတချိန်ကစကန်အများပြားဆုံရှုံခဲ့ရတဲ့ NASA ကတည်းအထောက်ပံ့များစွာဖြစ်လာစေခဲ့တယ်လို့ NASA ကအစိုးရကိုစန့်ကျင်ပုံကန်နေမှုအတွေ့ကုန်ကြစိတ်တွေပို့လို့မြင့်တက်စေမယ်လို့ကျွမ်းကျင်သူတွေကဆိုကြပါတယ်။မြေပြင်တည်ရင်အရှင်မြစ်တွေရဲ့ပြောဆိုချက်တွေအရာလေး ပြပနေပညာတက်စင်ထားတဲ့မောင်းသူမဲလေရင်တွေနဲ့တိုက်ခိုက်မှုကြောင့်နာဆာကတက်တွေဟာပြီးခဲ့တဲ့တည်င်းဘက်တွေအတွင်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေမှာနေပြူဟာပိုင်းအသာရမှုတွေရှိခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာလက်နက်ကတိုက်ပွဲတွေဖြစ်လာခဲ့ပြီးအစောပိုင်းကလာတွေကဖြစ်ပွားခဲ့တယ်။နှစ်ဖက်တိုက်ခိုက်မှုတွေမှာတိုင်းသာလက်နက်ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာရုံးတွေကိုပုံမှန်အသုံးပြုတိုက်ခိုက်ခဲ့ရဖြစ်ပါတယ်။ဒိုင်းမေနာဆာကအစိုးရကိုထောက်ခံတဲ့ Telegram စာမျက်နှာတွေမှာတော့ကချင်ပြည်နယ်ဗမာမြို့အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာတမရော်က NASA ကအစိုးရကိုစန့်ကျင်နေရဲ့နန်းနက်ကအဖွဲ့တွေတက်ဆွဲလှုပ်ရှားရနေရာတွေကိုမောင်းသူမဲ့လေရင်တွေနဲ့လိုင်းလံတိုက်ခိုက်တာတွေကိုမကြသေးမီကတွေ့ကြရပါဗျာ။မြန်မာတမရော်ရဲ့မောင်းသူမဲ့လေရင်တွေမှာအနီအောင်ရောင်ကြီးတမမဟုတ်။တာမဲညာကြီးကင်မရာတွေတက်ဆင်လာတာကြောင့် NASA ကအစိုးရကိုစန့်ကျင်တိုက်ခိုက်နေရဲ့နန်းနက်ကအဖွဲ့တွေပုံမအထိကအကြဆုံးများစေတယ်လို့ RFA တရင်ဌာနကမလအတွင်းမှာရေးသားဖော်ပြခဲ့ပူပါတယ်။ American အစိုးရထံကနေအထောက်ပံ့ရရှိထားတဲ့တရင်ဌာနဟာကချင်လက်နက်ကအဖွဲ့ KYA နဲ့ PDF အဖွဲ့ရဲ့တာဝန်ရှိသူတွေပြောစကားကိုကိုးကားပြီးဖော်ပြကြရဖြစ်ပါတယ်။တိုက်ဝဲရေးအတွင်း NASA ကတပ်တွေဟာနေပညာနဲ့ drone တွေကိုအသုံးပြုလာတာကြောင့်တိုင်းသာလက်နက်ကအဖွဲ့ရင်းနဲ့ PDF အဖွဲ့ရင်းအပေါ်ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေဖြစ်လာခဲ့လို့ဆိုပါတယ်။ အမေရိကန်ကဝေကြီးထောက်ပံ့ထားတဲ့မီဒီယာတခုကပြောခဲ့ရှာမှာလေ NASA ကတက်တွေရဲ့အဲ့ဒီခေတ်မီမောင်းသူမဲ့လေယာဉ်တွေကိုအတုံးပြူတိုက်ခိုက်မှုဟာလည်းနဲ့ကအဖွဲ့တွေတွေကြီးမားစွာပျက်စီးဆုံးရှုံးစေရလို့ဆိုခဲ့ပါတယ်။ NASA ကအဆိုရကိုစန့်ကျင်နေရဲ့လည်းနဲ့ကအဖွဲ့တွေအတုံးပြူနေရဲ့လက်လုံဒရုန်းတွေဟာမြန်မာတပ်မတော်ရဲ့ပြပနေပညာမြင့် မောင်းသူမဲ့လေယာဉ်တွေကိုဘယ်လိုလုပ်ရှင်းနိုင်မှာလဲလို့မြန်မာအရေးကျွမ်းကျင်သူလို့ဆိုရဲဩစတြေးလျနိုင်ငံ ကာတင်တက္ကသိုလ်ကတွဲဖက်ပါမောက်ခဒေါထွေထွေသိန်းကလည်းသုံးသက်ပြောဆိုခဲ့ပါတယ်။ NASA ကအစိုးရကိုစန့်ကျင်နေတဲ့နက်နက်ကအဖွဲ့တွေဟာလက်ရှိအချိန်မှာအထောက်ပံ့မီပြတ်တောက်လာနေပေမဲ့နက်နက်အင်အားပိုကောင်းပြီးထောက်ပံ့အားကောင်းတဲ့ NASA ကတက်တွေဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ဩစတြေးလျနိုင်ငံကာတင် တက္ကသိုလ်ကတွဲဖက်ပါမောက်ခဒေါထွေထွေသိန်းကထပ်မံသုံးသက်ပြောဆိုထားပါတယ်။ဒေါထွေထွေသိန်းက NASA ကတက်တွေဟာရုရှားနဲ့တရုတ်နိုင်ငံထံကရရှိထားတဲ့ နေပညာမြင့်ဒုံးတွေအသုံးပြုပြီးနိုင်ငံတော်ဝန်ရှိနယ်နယ်ကအဖွဲ့အစည်းတွေကိုပုံမတိုက်ခိုက်လာနိုင်တယ်လို့ပြောပါတယ်။ NASA ကတပ်တွေဟာနေပညာမြင့်ဒုံးတွေအသုံးပြုတိုက်ခိုက်လာပြီးမယ်။စစ်ပွဲအနိုင်ရလက်ကိုကြီးကြီးမားမားပြောင်းလဲနိုင်တာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။ရုရှားနဲ့တရုတ်နိုင်ငံထံကရရှိရင်နေပညာမြင့်ဒုံးတွေဟာ NASA ကအစိုးရကိုစန့်ကျင်နေရဲ့နယ်နယ်ကအဖွဲ့အသုံးပြုနေရဲ့လက်လုံဒုံးတွေနဲ့နိုင်ရှင်ရင်တလွန်ကောင်းမွန်တဲ့ဒုံးတွေဖြစ်နေပြီးတော့ တိုင်းဒါလနဲ့ကအဖွဲ့ရီနဲ့ PDF အဖွဲ့ရီအသုံးပြည့် drone တွေကရှေ့ရိုးစံတဲ့ပုံစံမျိုးဖြစ်နေတယ်လို့လဲဩစတြေးလျနိုင်ငံကတင်တက္ကသိုလ်ကတွဲဖက်ပေါင်ပေါက်ခါကထက်မှန်သုံးသက်ပြောဆိုထားပါတယ်။မြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း NASA ကအစိုးရဟာတိုင်းဒါလနဲ့ကအဖွဲ့ရီအပြင်အသေးဖွဲ့စည်းခဲ့တဲ့ PDF နဲ့ကအဖွဲ့ရီရဲ့တော်လန်ပုံကံမှုတွေကိုရှင်းဆိုင်ကြပါတယ်။ ဂါဇာကအဆိုရအဲ့လိုစစ်မျက်နှာများစွာရင်ဆိုင်နေခဲ့ရပြီမြေပြပနိုင်ငံကြီးတွေကမြန်မာအစိုးရဘက်ကထောက်ခံပြီးတော့ခင်မီပြပနှီးပညာအကူအညီတွေပေးလာတာကြောင့်စစ်ပွဲချိန်တွင်ရှာက တောင်းကျန်းသူတပ်ဖွဲ့တွေဘက်မှမရှိတော့ဘူးလို့လဲတွဲဘက်ပမောက်ခဒေါက်တာထွေသိန်းကဆိုခဲ့ပါသေးတယ်။တချိန်ကစိတ်သက်ခိုင်မာမှုနဲ့ညံရည်ညံသွေးကိုမြင့်တင်ပေးခဲ့တဲ့နာဆကအစိုးရကိုလက်နဲ့ကင်ဆန့်ကျင်တဲ့တော်လိုင်းကြီးဟာစစ်ပွဲရဲ့အရင်မြစ်တောင်းဆိုမှုတွေအရာ လက်ရှိအချိန်မှာအရေးတက်ကိုရင်ဆိုင်နေရကဒီစိန်ကောင်မှုအသည့်တွေနဲ့ထပ်ပြီးလိုက်လျောညှိတွေဖြစ်အောင်လုပ်နိုင်မလားဆိုတာစောင့်ကြည့်ရဖွယ်ရှိနေပြီးတော့မြမတက်မတော်ကြီးလှုပ်ရှားမှုရှင်းတတ်မလားဒါမှမဟုတ်တဖြည်းဖြည်း꽌ပြောက်သွားမလားဆိုတာအဆုံးဖြတ်ပေးဖွယ်ရှိနေပါတယ်အမေရိကန်နိုင်ငံဝါရှင်တန်မြို့ရှိ National War College ရဲ့အရှိတောင်အာရှဒေတာရဲ့နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စတွေအလေထားလေ့လာသူပမောက္ခတဝူဖြစ်တဲ့ဇာချာရီအဖူဇာက မြန်မာအစိုးရကပြည်တွင်းပဋိပက္ခစတင်ဖြစ်ပွားလို့ပထမနှစ်နှစ်မှာတော့မောင်းသူမဲ့လေရင်တွေကိုစစ်စင်ရေးတွေမှာအတော်မပြုတ်ခဲ့သေးဘူးလို့ဆိုခဲ့ပါတယ်။နနေကိုင်းတိုက်ဝဲတွေဖြစ်လာခဲ့ပြီးနောက်အစောပိုင်းနှစ်နှစ်အတွင်းအစိုးရကိုပုံကန်နေတဲ့တပ်ဖွဲ့တွေဘက်ကသာ drone ကိုစတင်အတုံးပြုတ်လာတာဖြစ်ပြီးတိုင်းဒါလနဲ့ကအခွဲဘက်က drone တွေအတုံးပြုတ်လာခြင်းကြောင့်နာဆာကအစိုးရဟာမောင်းသူမဲ့လေရင်တွေကိုရေဒီယိုလိုင်းတွေလွှင့်ထုတ်ပြီးတံပြန်ပိတ်ဆို့နိုင်ဖို့ တရုတ်နိုင်ငံထံကနေဂျန်မာရီကိုလှည့်မြန်စွာဝယ်ယူစေခဲ့တယ်လို့ဆိုပါတယ်။ NASA ကအဆိုရဟာတရုတ်နိုင်ငံထံကနေဂျန်မာရီဒရုန်းတွေဝယ်ယူခဲ့တဲ့အပြင်ရုရှားနဲ့အီရန်နိုင်ငံတို့ထံကလည်းတကြားလက်နက်ဝယ်ယူမှုတွေထပ်မံလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ Washington မြို့ရှိ National War College ရဲ့ပမောက္ခဖြစ်သူစာချာရီက NASA ကတက်တွေဟာလက်ရှိအချိန်မှာနေပြည်တော်အစိုးရနဲ့ဒရုန်းတွေကိုတက်စကန်အများစုမှာပြန်ချထားပြီးဖြစ်တဲ့အတွက် NASA ကအဆိုရကိုစန့်ကျင်နေရဲ့လက်နက်ကအဖွဲ့တွေဘက်မှထိခိုက်ကြဆုံမှုတွေအရင်ကထက်ပိုများလာရှာပြီးတော့လက်နက်ကအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေရဲ့အချိန်အဟုန်တန့်သွားရတယ်ဆိုတာတန်ပြရှိကြမလို့ဘူးလို့ပြောခဲ့ပါတယ်။လူမှုကွန်ရက်တွေနဲ့နိုင်ငံပိုင်မီဒီယာတွေမှာလည်းမြန်မာနိုင်ငံမှာမလ28ရက်ကလှုပ်ခဲ့တဲ့မန္တလေးငလျင်စီအပီကယ်ဆယ်ရေးလုပ်ငန်းတွေမှာတရုတ်နိုင်ငံလို့မောင်းသူမဲ့လယင်တွေကိုအသုံးပြုဆောင်ရွက်ခဲ့ကြကိုအလေးပေးဖော်ပြခဲ့ကြတွေ့ရပါတယ်။ နာဆာကတက်တွေဟာလက်ရှိအချိန်မှာရုရှားနဲ့တရုတ်နိုင်ငံတို့ထံကနေဝယ်ယူခဲ့တဲ့ထောက်လန်ရင်မောင်းသူမဲ့လေရင်ထောက်လန်ရင်နဲ့ကင်းထမောင်းသူမဲ့လေရင်တွေကတောင်းကျမ်းသူကြီးဆိုတဲ့အမေတွေကိုထိန်းချုပ်နိုင်ဖို့အတိတ်ကကြတဲ့ဂန္ဓာကပါဝင်လာနေတယ်လို့လေးလာသုံးသက်သူတွေနဲ့အကဲဖြတ်သုံးသက်သူတွေကသုံးသက်ပြောဆိုထားပါတယ်။ရုရှားနဲ့တရုတ်နိုင်ငံတို့ထံကနေနာဆာကအဆိုရတွေလက်내ရရှိမှုတွေကိုရပ်တန့်ဖို့နိုင်ငံတကာကလှုံ့ဆော်နိုင်မှုအနည်းငယ်သာရှိပြီး NASA ကအဆိုရဟာခဲယံအများစုထုတ်လုပ်ရှာမှာလဲဖူလုံနေုံမက မောင်းသူမဲ့လရင်တွေထုတ်လုပ်တက်စင်မှုအတွေ့စွမ်းဆောင်ရည်တချို့လဲရှိနေနိုင်တယ်လို့အစိုးရစန့်ကျင်ရေးအင်အားစုဝင်တဦးကပြောခဲ့ပါတယ်။ဒါကြောင့်လည်းနေပညာမြင့်ခင်မီမောင်းသူမဲ့လရင်တွေကိုအသုံးပြုမှုနဲ့အတူစစ်ပွဲချိန်တွင်ရှာက NASA ကတက်တွေဘက်ကိုတင်ဆောင်လာပြီလို့သာ နောက်ဆုံးသုံးသပ်ရမှာဖြစ်ပါတယ်။ International Institute for Strategy Study ရဲ့သုတေသီတဦးဖြစ်သူ မော်ဂန်မိုက်ကယ်ကလည်းနာဆာကတက်တွေဟာနည်းနည်းကန်အဖွဲတင်းနေရတွေစိုးဖွဲ့အုပ်ချုပ်နေတဲ့ရောင်းတွေအပါဝင်ပြင်းမဲ့အာလုံကိုတိုက်ခိုက်ဖို့တရင်ချက်လက်တွေရယူနိုင်အောင်လဲဒရုန်းတွေကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။နာဆာကအဆိုအရကဒရော့ဘုံချတိုက်ခိုက်နိုင်အောင်သို့မဟုတ်ပောက်ကွဲစီတဲ့ပစ္စည်းတွေကိုတင်ဆောင်နိုင်အောင်ပြန်လည်ပြုပြင်မောမန်ထားတဲ့ commercial drone အစီအရေးထောင်စီကိုတရုတ်နိုင်ငံထံကနေလက်ခံရရှိထားတယ်လို့ International Institute for စထရာဂျီစတာဒီရဲ့သူတွေတီတူဖြစ်သူမော်ဂန်မိုက်ကယ်ကပြောပါရင် NASA ကဟာပြီးခဲ့နှစ်မှာ ရှမ်းပြည်နယ်လာရှောမြို့ကိုလက်လော်လိုက်ရပြီးနောက်တရုတ်အစိုးရဟာ NASA ကကို drone ရောင်းချမှုပုံမှုလှုပ်ဆောင်လာခဲ့လို့ဆိုပါတယ်။လက်ရှိချိန်မှာ NASA ကတပ်တွေဟာအရင်လက်နက်တွေကိုရှေ့တန်းစစ်မျက်နှာပြင်ကိုပို့ဆောင်လှည့်ပြောင်းထားပြီးဖြစ်တာကြောင့် NASA ကအစိုးရကိုစန့်ကျင်နေတဲ့လက်နက်ကန်အဖွဲ့တွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာဝဲရှိရလို့သူတွေတီတူဖြစ်သူ မော်ဂန်မိုက်ကယ်ကဆိုပါတယ်။ NASA ကအစိုးရတပ်တွေဟာခရမ်းအများစုထုတ်လုပ်ရှာမှာဖူလုံနေပြီးဒရုန်းတပ်ဆင်မှုအတွေစွဲဆောင်ရေးတချို့လည်းရှိနေနိုင်တာကိုသတိထားရမယ်လို့လည်း၎င်းကပြောပါတယ်။တွဲဖက်ပါမောက်ကဒေါက်တာထွေသိန်းကအစိုးရကိုစန်းကျင်နေတဲ့သဘုံတွေကအိတ်ကပ်ပိုကျတဲ့လက်နက်ပိုကောင်းတဲ့စစ်သားတွေနဲ့ရင်ဆိုင်ရအောင်ရိတ်ခါတွေကုံသွားပြစ်တယ်လို့ဆိုပါတယ်။စစ်ပွဲအချိန်ကြာလာနဲ့အမျှအရင်းမြစ်ပိုင်းနဲ့ဤပညာပိုင်းအတားရတဲ့သူတွေ အနိုင်ရလေရှိနေရလက်ရှိချိန်မှာတိုင်းဒါလနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာခင်မီလက်နက်တွေနဲ့အေးပညာပိုင်းမှာ NASA ကိုရှင်နိုင်မဲ့အလားလာနည်းနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဘလို့ပင်ဆိုနေစေကမှု NASA ကဟာရုရှားနဲ့တရုတ်နိုင်ငံရဲ့ကိုယ်ညီထောက်ပံ့ပေးမှုတွေကြောင့်လက်နက်ကအဖွဲ့တွေအပေါ်ရှေးရှေးမှာအသာစီးရနိုင်ွယ်ရှိနေပါတယ်။ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာနကလည်းတရုတ်နဲ့ရုရှားရဲ့ drone တွေကြောင့် NASA ကတပ်တွေဟာတပုံလက်နက်ကင်တွေအပေါ် အတားစီရလာသလိုနေပညာမြင့်ခင်မီမောင်းသူမဲ့လေရင်တွေအသွုံပြမှုနဲ့အတူစစ်ပွဲချိန်တွင်ရှာက NASA ကတပ်တွေဘက်ကိုပုံမတိန်ဆောင်လာတယ်လို့သုံးသက်ဖော်ပြထားပါတယ်ရှင်